ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ Channel G ကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်တနင်္ဂနွေနေ့တင်ဆက်မှုအစီအစဉ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့အာကထုံးစံအတိုင်းပဲဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီတစ်ပတ်မှာတော့နိုင်ငံတကာပွဲစဉ်တွေရှိတဲ့အတွက်ဒီလီပွဲစဉ်တွေရန်နာထားပါတယ်အဲ့တော့ဘောလုံးနဲ့ပတ်သက်တဲ့ဘဝင်းချင်းမှာအပြောပြနေဆုံးအကြောင်းအရာတွေကိုကျွန်တော်နဲ့အတူကိုဆွေးဝင်းတော့ကိုချင်းကြီးတို့ကဆွေးနွေးတင်ဆက်တော့မှာဖြစ်ပါတယ်ခင်ဗျာ โอเคမင်္ဂလာပါကိုမင်္ဂလာပါကိုပြောရအောင်โอเคအဲကျွန်တော်တို့မနေ့ကအစီအစဉ်မှာတော့ဒီ Premier League နဲ့ပတ်သက်ပြီးတော့ဘောစဉ်9ပွဲပြီးပေါ့လေအဲခြုံငုံ30ချက်လေးပြီးတော့ Champion အတွက်အစိန်ခေါ်ပဲအသင်းကြီးအကြောင်းလေးတွေပြောခဲ့ကြတယ်ပေါ့လေဒီထဲမှာပြည်စုံနာတွေရောမပြည်စုံနာတွေရောလိုအပ်တာတွေရှိကောင်းရှိမှာပေါ့เนาะအဲ့တော့မနေ့ကအစာလေးတော့နည်းနည်းလေးဆွဲထုတ်ခဲ့တယ်ပေါ့လားကျွန်တော်ဒီအစီအစဉ်ကိုရိုက်ဖို့လာရင်းနဲ့ကျွန်တော်လမ်းမှာစဉ်းစားမိတာ အဲ့တော့ကုဆွေးတော်လို့လည်းကုချင်းကြီးလို့လည်းဆိုတော့လည်းဘာတွေပြောကြမလဲပေါ့တခါလေးကျတော့လည်းစဉ်းစားလို့အလိုလိုပေါ်လာတယ်။ခါလေးကျတော့လည်းတွေးမိမယ်မရအောင်။တခါလေးကျလည်းပြောင်းခါလေးကျလည်းပြောင်းရင်းဆိုရင်လည်းမှခေါင်းနဲ့ရောက်လာလေးရှိရပေါ့လေ။အဲ့တော့ဟိုတချို့ကတွေကျတော့ ကိုကဟိုပြောကျင်တယ်ဆိုတာမသိလို့မေးကျင်တာလေးရှိတယ်။ဆိုတော့မသိချင်မေးကျင်တာလေးရှိတော့လူတိုင်းနဲ့တော့မေးလို့မေးရအောင်။ဖြေမဲ့လူရှိမှမေးလို့ရတယ်ဆိုတော့အော်ဒါဆိုဖြေမဲ့လူတွေလည်းရှိနေပြီဆိုတော့မေးဖို့ဟာလေးတည်းတည်းစဉ်းစားမိလာပေါ့။အဲ့တော့ကိုသွေးတို့ကိုချင်းကြီးတို့ဆိုတော့စဉ်းစားမိရလေးတွေပါဟိုဝိုင်းပြီးတော့ဒါကျွန်တော်တို့တိုင်ပင်ကြတဲ့သဘောပေါ့နော်။အဲ့တော့ဟိုစကားဝိုင်းလေးကိုဒီကနေပဲဆက်လိုက်အောင်ပေါ့နော်။အဲ့တော့မနေ့ကပြောခဲ့တဲ့နီးပြရည်နဲ့ပတ်သက်တဲ့ အားလေးပေါ့လေအဲ့တော့ကျွန်တော်ဘာလို့ဒီ dream ကိုရလဲဆိုတော့ဟိုမော်ရီညိုနဲ့ပတ်သက်ပြီးတော့ဒီအခုဒီမှာဟိုဘယ်လိုပြောရမလဲမော်ရီညိုအထုတ်ခံလိုက်ပြီးတော့အသင်းသစ်အခုဘယ်ရောက်ပါဘင်ဖီကာလားဘင်ဖီကာပြန်ရောက်ဘင်ဖီကာပြန်ရောက်တယ်အဲဒီအချိန်မှာဟိုအတွေ့အကြုံတွေရောက်တယ်နီးပြရင်လည်းပတ်သက်တဲ့သတင်းတွေကြားတဲ့အခါမှာအဲ့ဒီ dream တွေရောက်လာတာပေါ့အဲ့တော့ဆိုမော်ရီညိုဆိုရင်ကျွန်တော်ဒီဒီဘင်ဖီကာမရောက်ခင်ထုတ်ခံတာဟိုတူတူကြီးကဖီနာမချီအဲ့တော့ ဟိုမော်ရီညိုလို့ကျွန်တော်တို့ခစ်တခစ်သူခစ်ကိုကျွန်တော်တို့အကောင်းဆုံးမှီခဲ့ပြီးပြောင်းလေအောင်မြင်မှုတွေလည်းရခဲ့2004မှာဆိုရင်2005မှာချဲစီကိုရောက်လာတယ်ချန်ပီယံဆုရရတယ်အဲ့ဒီအချိန်မှာ ဖောက်ဇန်အစင်းဝင်းကားတို့ဘင်းဆိုးနေတဲ့ကာလာကြီးဆိုးနေတဲ့ကာလာတွေမှာသူက100ရာစီတည်းမဟုတ်ဘူးဇက်တိုက်100ရာစီတက်ကိုချက်မြန်ဖြစ်အောင်ဇက်တိုက်ဆက်ယူနိုင်တယ်ပေါ့လေဟိုပြောရရင်တော့ဟိုဆရာကြခဲ့တယ်ပေါ့လေအဲဒီဟိုဘက်တစ်ခေတ်မှာတော့ဟိုတကယ် old school နီးပြားတွေနဲ့နောက်မှာပေါက်လာပြီးတော့ level တန်းပခုံးချင်းရှင်ပြီးတော့တကယ်လုံနိုင်ခဲ့တဲ့နီးပြားပေါ့နောက် inter ရောက်တယ် re ရောက်တယ်နော်ဆိုတော့ဟိုအကောင်းဆုံးဖြတ်တန်းခဲ့တဲ့နီးပြားတွေဒါပေမဲ့အခုဒီဘက်တစ်ခေတ်အခြေအနေမှာသူရုံးကန်နေရပုံဟိုအသင်းတွေကိုသွားတယ်သွားလာလေးကြည့်ရတာအဲ့တော့ဟိုကျွန်တော်တွေးမိတာအဲ့ခေတ်က ဘီဝါမြောက်ပြိုင်ဆိုင်မှုတွေနီးပြီးဘွားတွေအသိဥဆောင်မှုတွေဟာဒီဘက်ခင်တဲ့လက်ရှိဘောလုံးလောကဘောလုံးခင်တဲ့ modern ဘောလုံးနဲ့အမွေနော်လာလာပေါ့နော်ဒါတတ်ချက်ပေါ့ဟုတ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ Guardiola ကိုသွားတွေးပြီးဒါဆိုရင် Guardiola ကဟိုကျွန်တော်တို့ကဂူရုနဲ့ရှေ့မှာပြောခဲ့တယ်ပေါ့2008လောက်တည်းကဒီဒီစအောင်မြင်ခဲ့တာရစအောင်မြင်ခဲ့တယ် Frank Rijkaard ကို Barcelona နားလိုက်တဲ့အချိန်မှာသူဘာကာကိုဆက်ခံတယ်ဒါထားပါတော့ဒီအချိန်မှာ Tiki Taka တို့ဟိုဂျူသားတွေလာကစားရတယ်ဆိုတော့အကောင်းဆုံး Barcelona အသင်းဖြစ်နေလို့ ဒါ Guardiola ဖလားရလို့လေလူတွေကအဲ့ချိန်မှာတော့ပြောခဲ့ကြတယ်ပေါ့နော်ဟုတ်တယ်ဒါပေမဲ့ Guardiola အဲ့2008လောက်တည်းကနီးပြစလောက်လာတာအခုဆိုရင်နှစ်ဘယ်လောက်တောင်ဖြစ်ပြီ2008ပါ17နှစ်လောက်18နှစ်လောက်ရှိတယ်အဲ့လောက်ဖြစ်နေပြီနော်ဆိုတော့သူကတော့ဘာလို့ဒီဘက် modern ဘောလုံးကိုသူကဟိုဆက်ပြီးတော့အောင်မြင်အောင်လုပ်နိုင်နေလေပြီးတော့အောင်မြင်တဲ့အပြင်သူကလက်ရှိတကယ်ဟို old school တဲ့ကနေလာခဲ့ရ new school တွေလည်းသူကရှေ့ကနေပြီးတော့ဥဆောင်နေရတဲ့လူပဲသူကမနေဘူးနော်ဆိုတော့အဲ့အဲ့နှစ်ခုကိုကျွန်တော် ခေါင်းထဲမှာဟိုတွေးလို့မရဘူးပြောချင်တဲ့အဓိပ္ပာယ်လေးပြန်ချုပ်ရင်အခုလိုဆွေးနွေးနေကြတာကလူငယ်အနည်း20လောက်ကဘောလုံးနဲ့ပတ်သက်တဲ့အတွေးခေါ်ဒီနဲ့ပတ်သက်ပြီးတော့အဲ့လူတွေကလက်ရှိဘောလုံးလောက်ကမှာအလုပ်လုပ်ဖို့ခဲယဉ်နေတယ်ဆိုပေမဲ့ quality လာချက်မလို့ဆက်လုပ်လို့ရနေရတယ်ဆိုတော့အဲ့အဲ့လေးပေါ့နော်ဆိုတော့အခုချင်းညီပဲအရင်စလိုက်ပါဟုတ် quality လာကကူကသူများနဲ့မတူတဲ့ဟိုတမူထူးကြတဲ့သူရောကွယ်ဟိုမော်ရီဟိုစပြီးပရီးမီးယားလိကိုရောက်လာတော့လေမော်ရီဟိုလည်း အားလုံးမှာ personality ကထူးခြားနေလို့လဲအောင်မြင်တာကျွန်တော်မထူးခြားရင်မအောင်မြင်ဘူးသူများထက်ညံရင်ညံသွေးစဉ်းစားပုံစဉ်းစားနည်းတစ်ခုခု bingo scale လို့ရကိုင်းရောမြင်နေရမှာအဲ့မှာအဲ့ကြောင့်လဲသူတို့အောင်မြင်လာကဘာကြောလာလာသူများတွေမလုံနိုင်တာသူများတွေမလုံနိုင်တဲ့လူတိုင်းမလုံနိုင်တဲ့အလုပ်ကိုသူတို့လုံနိုင်လို့လဲသူတို့ကပြိုင်ဆန်ရှားဖြစ်လာပဲအကွာဒီယိုလာအဲ့ထဲမှာမှဘာဖြစ်လဲစဉ်းသက်သက်သူအောင်မြင်လာတဲ့ပုံစံဝေးကကျွန်တော်ပြန်ချုပ်လိုက်မော်ရီဟိုကအောင်မြင်လာတာက reality ။ तू ကပြိုင်ဘက်အသင်းကဘာလုပ်မလဲ။သူ့အသင်းကအဲ့ပြိုင်ဘက်အသင်းကိုချုပ်မယ်။ရအောင်ချုပ်မယ်။လှုပ်ခွင့်သူတို့လှုပ်ချင်တဲ့ဟာကိုလှုပ်ခွင့်မပေးဘူး။ပြီးတော့မှသူ့ရဲ့နီးစနစ်တွေနဲ့ပြန်လှုပ်လှုပ်မယ်။ reactive ပေါ့။ကျွန်တော်ဘောလုံးမှာ proactive နဲ့ reactive ဆိုတာရှိတယ်။ Morinho တို့ကျတော့အဲ့လို reactive ဘက်ကိုသွားတယ်။ Guardiola က तू စပြီးတော့နီးပြအစဖြစ်လာတယ်။ Barcelona B ကနေပြီး Joan Craig ရဲ့ဒီအမွေတွေကိုရခဲ့လို့ပဲပြောမလား။โอ้ยีกันยีกันก้องเกเรบ่อกวยโหเจนเราผิดท้วมบ่ผิดลายตูตื่นจ้าเกเรตู้เสียวันซาริกะจวนไครส์เสียเนี่ยเซ็นเสร็จลาเร ဘာစီလိုနာဆိုတဲ့အသင်းရဲ့ဒီဘောလုံးအခြေခံတွေလာမစီရအခြေခံတွေအားလုံးကိုသူရခဲ့တယ်။အဲ့ဒါတွေအကောင်းဆုံးကိုပြန်ပြီးတော့သူနီးပြဖြစ်လာချိန်မှာ apply ပြန်လုပ်သွားတယ်။သူစဉ်းစားပုံတွေသူသွားတဲ့ပုံစံတွေကဘယ်သူနဲ့မှမတူဘူး။ကျွန်တော်ဒီဘက် model ဘောလုံးလောကမှာမဟုတ်ဘူး။ဟိုဘက်ခင်မာတွေက Guardiola အားလုံးနဲ့ခွဲထွက်နေတဲ့နီးပြတွေရ။အဲ့ဒါကြောင့်လေတခါတလေမှာတော့ဟိုအတက်ကျူးနေတာလားဆိုတဲ့ over confident ဖြစ်နေရလားဆိုတော့နည်းနည်းလေးသူ့ပေါ်မှာတန်တရားတွေနဲ့မေးခွန်းတွေဖြစ်လာတယ်။ဟိုအောင်မြင်လာရင်တော့လူတွေကနည်းနည်းမျက်စိစပုံမေးစုတယ်။ဒါကတော့ထုံးစံပဲ။ဟိုလူတယောက်အတင်းတင်းဇက်တိုက်ကြီးအောင်မြင်နေတော့သဘောကျပြီးတော့ထောက်ခံတဲ့အားပေးရလို့ရှိသလိုသူ့ကိုသဘောမကျတဲ့လူကလည်းတရားမှတရားလို့ဘယ်သူမှမချစ်နိုင်ဘူးကွာ။မကောင်းဘယ်သူမှအကောင်းလည်းမမြင်နိုင်ဘူး။အဲ့တော့သဘောကျတဲ့လူရှိလို့သဘောမကျတဲ့လူလည်းရှိမှာ။သဘောမကျတဲ့လူဘက်ကတော့အလားလေးမေးခွန်းထုတ်လာလေးဟာလေးရှိ။ပြန်ချုပ်ရရင် Guardiola က တခါတလေမှ over thinking ရှိတယ်လူလည်းလူပဲလေသူမှလည်းအားသာချက်တွေရှိသလိုအားနည်းချက်ကလေးရှိတယ် over thinking နေရှိတယ်သူလှုပ်လိုက်တဲ့ဟာတချို့ဟာလေးတွေသူဖြစ်မဲ့ထင်ပြီးလှုပ်တာတွေအဆင်မပြေသွားတာရှိတယ်အဲ့ကြရင်တော့သူလည်းဝေဖန်မှုတွေခံရတာပဲဘောလုံးလောကတဲ့ဘောလုံးလောကမှာဘလောက်ကောင်းတဲ့ဒီကမ္ဘာအကောင်းဆုံးနည်းပြလည်းမရဘူးရှုံးသွားရင်ပြဿနာတစ်ခုကြုံလာရင်ဝေဖန်ကြတာပဲအဲ့တော့ Guardiola လည်းခံခဲ့မှုတွေဒါတွေကဒါပေမဲ့သူကအမြဲတမ်းအစ်စမ်းနေကိုအမြဲဖန်တီးဖို့ကို innovative ဖြစ်မကြောက်ဘူးဗျာကျွန်တော်ဖြတ်ပြောပါကျွန်တော်ဦးပြောနေတဲ့တတိယလားရှိရဟုတ် ဟိုဟာပေါ့ဟို2008ဆိုလို့လေဟာ2008အာကျွန်တော်တို့ဘာစီလိုနာနဲ့အဲယူနိုက်တက်နဲ့ချန်ပီယံလိဖိုင်ချန်ပီယံလိဖိုင်နဲ့2009ပေါ့18ပေါ့18ပေါ့အဲ့အဲ့မှာခွာယူလာဖြစ်ဟုတ်တယ်ဖောင်ဇန်နဲ့လေဖိုင်နဲ့မှာဆိုတော့အဲ့တော့ကိုချင်းညီဘလုံးဘွယ်ပြောတယ်ကွန်မန်ဒီတာဘွယ်ရဲ့ပထမဆုံးချန်ပီယံလိဘွယ်အဲ့ဘွယ်ဖြစ်လိမ့်မယ်ဟုတ်ပြီ17အဲ့ဒါဒုတိယဘွယ်2017 2017 5နဲ့ဖြစ်သွားတယ်ဆိုတော့စရောက်တဲ့ တော့စပြီဒီလောကဝင်တယ်ဟိုမှာကဒါကိုချင်းကြီးလိုမရှိသေးတဲ့ဟာမှာ Guardiola Guardiola အဲ့ဒုတိယ17လဲသူပဲပေါ့သူပဲသူပဲလေနော်ချန်ပီယံလိအဲ့မှာအဲ့အဲ့မှာဟိုဘယ်လိုပြောမလဲဟို Fauxen ကူမင်းမှာဟိုဂရုံရင်နေဖြစ်ပြီးလက်နေတုံနေရဲ့ဘွဲပေါ်လေဆိုအဲ့မှာပြောနေတာဂွာယူလာနဲ့ဖာဂူဆန်တူဒီအချင်းအထက်တွေးကြဒီအချင်းထက်တွေးကြဆိုဟုတ်တယ်ဆိုအဲ့ဘွဲကကိုချင်းကြီးတို့2017မှာတင်ဆက်တဲ့ဘွဲကိုကျွန်တော်ကအပြည့်အနေကြည့်ခဲ့အဲ့တော့ကတော့လူချင်းမတွေ့ဘူးကြာမရင်းနေသေးဘူးဟုတ်တယ်ဟုတ်တယ်အခုပြောတာအဲ့မှာကျွန်တော်အဲ့ဘာစီလိုနာနဲ့ယူနိုက်တက်ဘွဲကိုမက်ဆီတွေအထက်ဆက်ပြီးအလုပ်လုပ်ပြီးတော့3-4လကာလပါဗျာကျွန်တော်စပြီးတော့ကျွန်တော်ဆိုရင်အဲ့ချိန်မှာကိုကိုကိုဟိုစပြီးတော့ ဒီဘောလုံးပွဲပြောနိုင်ဖို့တင်ယူနေတဲ့ကာလ၄လလောက်ရှိပြီကျွန်တော်၃လလောက်နေမှာအဲဘောလုံးပွဲကိုဟိုသူများနဲ့ဗျာဟိုလိုက်ပြောနိုင်တာအရှိ၃လလောက်ကကျွန်တော်တော်တော် ရုန်းကန်ခဲ့ရအဲအကြောင်းကျွန်တော်လေဘလော့ဟိုကနော်ဟိုအပြင်တင်ရနိုင်လဲအောင်တို့ညီလေးတွေပေါ့ဥက္ကာရုံးနဲ့အင်တာဗျူးလေးမှာကျွန်တော်ပြောပြောချင်တာကိုကြီးသွေးတာမဟုတ်ဗျာဒါကိုလှုပ်ချင်တဲ့လူတွေဘလောက်ကျွန်တော်တို့ကဒါကိုခက်ခက်ခဲခဲရုန်းကန်ရလဲလုံးဝဟို၃လလောက်ကိုဗျာအဆိုးဆုံးအချိန်တွေကနေပြီးတော့ရုန်းကန်လာပြီးတော့အဲကြမှာ ဘောလုံးမဲ့ကိုဗျာဟိုဒီရှေ့မှာ TV ကိုထိုင်ပြီးဘောလုံးမဲ့ကြီးပြောရတဲ့ဟာကိုတက်မြောက်တာဗျာပြောချင်တာလွတ်လပ်လေးနဲ့မရဘူးအဲ့ဒါကျွန်တော်ကဒီဘောလုံးဝမ်းစာအထိုက်လျောက်ရှိပြီးသားလို့ဗျာဟိုအစိမ်းကြီးမဟုတ်ဘူးဒါပေမဲ့ဘောလုံးမဲ့ကိုပြောရတာမှမလွယ်ကူခဲ့ဘူးဗျာအဲ့တော့ကျွန်တော်ပြောချင်တာဝါသနာပါတဲ့အဲလူငယ်တွေညီလေးတွေကျွန်တော်လာလာမေးပါတယ်အဲ့မှာဘယ်လိုလုပ်ရမလဲဘယ်လိုတင်ပြရမလဲဆိုရင်အခုကတင်ယူစရာနေရာလည်းမရှိဘူးကြည်ကြည်ပြတ်ပြတ်လဲဒီဘောလုံးမဲ့ပြောနေတဲ့ဟာတွေကတင်ယူစရာမှမရှိတာဟုတ်အဲ့တော့ကိုယ့်ဘာကိုပဲလိုက်နားထောင်လိုက်ပြောလိုက်អော် ဒီချိုကန်ထဲမှာအိတ်ရထဲမှာ light off ပြီးတော့တင်ရင်းနဲ့တဖြည်းဖြည်းနဲ့ကိုမောက် blog လေးကြီး YouTube လေးထဲမှာရိုက်ရင်တော့တဖြည်းဖြည်းနဲ့ဗျာဒီလောကထဲကိုဝင်ဆန့်လာတယ်။ပြောချင်တာကခက်ခဲခဲ့တယ်ဗျာ။ကျွန်တော်ကကိုကိုကိုပဲအမြဲတမ်းဟိုပေါ့စံထားပြီးတော့လူငယ်တွေကိုလှုပ်စေချင်တာ။ခက်ခဲရယ်ဗျာလွယ်ကူရမှာမဟုတ်အဲ့ဒီဟာပေါ့ခက်ခဲလွယ်ကူရစားမလုံနဲ့လို့ပြောတာမဟုတ်နော်။ဒီခက်ခဲတွေကြုံလာရင်လည်းလက်လျှော့စရာ မလို့အဲ့ဒါကိုပြောချင်တာရှုံးမပြီးနဲ့ကြိုးစားကြိုးစားပါအဲ့တော့ဟိုကုစိုးရင်တော့ပြောလို့ပါပဲမှန်တယ်ဒါ offline မှာကုစိုးရင်တော့ဒါ3လလောက်တကယ်ဒါတော့မဘလုံးနဲ့နီးစပ်ပြီးသားဟိုဝင်းသားဘလုံးဝင်းသားရှိပြီးသားဆိုတော့မှဒီ professional လမ်းကြောင်းပေါ်ရောက်ဖို့အခက်အခဲတွေနဲ့အများကြီးကြိုးစားခဲ့ရသေးတယ်ဗျာဟိုကုစိုးရင်တော့ကုချင်းကြီးတို့ကုစိုးရင်တော့ပြောလို့ပါသတိရသွားတော့လာပြီးတော့ဒီလိုလှုပ်ချင်ရင်ကြိုးစားကျွန်တော်ကတော့ကျွန်တော်လာပြီးတော့မလုပ်နိုင်ပဲပြောဒီနေ့စီကျွန်တော်ဘယ်မှမလုပ်နိုင်ဘူးဒုက္ခတွေပဲပြေးကြတော့ဆိုတော့ဟိုဟို ဘေးရမှာတော့လွယ်လွယ်မရဘူးပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်အကြာကြီးရက်တည်ခဲ့တယ်ပဲပြောပြောဟိုကုသကံအကျိုးပေးကြောင်းပဲပြောပြောရက်တည်လို့ရတဲ့နေရာလေးတစ်ခုဟိုအချိန်လေးတစ်ခုရောက်ခဲ့သေးပေါ့ဒါပေမဲ့အဲ့လိုကအမ်တန်ဒီဘက်မှာတော့မနော်ရှာပေါ့ဒါနဲ့ရက်တီဘိုးတော့မလွယ်ပါဘူးဟန်ဒီလည်းအများကြီးခံရက်တီဘိုးကမလွယ်ဘူးအဲ့တော့ဟိုမမလျှောက်စေချင်ဘူးပေါ့ဒါပေမဲ့ဒီ new media ပေါ်မှာ ဒီ main stream ဖုတ်တဲ့တခြား platform တွေပေါ်မှာတော့အခုကဘူးတိုင်းအကျိုးစားခွင့်ရှိတယ်ခုကခက်ကပြောင်းသွားတော့ trend တွေပြောင်းသွားလို့လုပ်ကြပါပေါ့နော်ဘလို့ကြီးတော့ဟို you တူတူကြီးတော့မလုပ်နဲ့ကိုယ်ရောကန်ကောင်းလို့နော်အဲ့တော့စကားလေးတွေပြန်စရမယ်ဆိုလို့ရှိရင်ဆုံးကအဲ့ Guardiola ကိုပြောနေတာပေါ့လေအဲ့အချိန်မှာတည်း Guardiola တကယ်ဆရာကြီးဆိုတဲ့ဟို Ferguson တို့ဟို level ရှင်းနိုင်ပြီပြီးတော့အဲ့ဒီ Champion League 2017 Champion League final မှာဟို Barcelona ကစားနေအဲ့တော့ဟိုဘောလုံးဝဲကြည့်တာဒီလိုပဲရိုးရိုးကြည့်တာပါအရင်နားမလဲဘူးပေါ့ဒါပေမဲ့ အဲ့ဒီအချိန်မှာဘယ်လိုပြောရမလဲဒီဘက်ဒီဘက်ကျွန်တော်တို့ဘယ်ဘက်ရက်ွက်ရဲလို့ပြောဘယ်ဘက်ကပူလိုက်ညာဘက်ကိုရောက်သွားတယ်အဲ့လို final test zone လေးကိုချတာအလူကြီးအလူကြီးတွေထွက်ထွက်လာတာလေဒီလိုအလူကြီးတွေထွက်လာဟာဒါဘလူးကန်နေရာလဲပေါ့နော်တစ်ဖက်သင်းကဘာစီလိုနာအရန်ကွာဒီနှစ်သင်းကစက်ကန်လောက်ဘောလုံးမွေးကိုမကန်သေးချင်တော့မိနစ်၄၅၀မှာစက်ကန်လဲဆက်သွင်းခံရမှာပဲလို့ခံစားမိရဲ့အထိဆိုတော့အဲ့လို view ကမြောက်ခဲ့တယ်ပေါ့အဲ့လိုဖြစ်အောင်လုပ်နိုင်တယ်သူတို့အိတ်တီဂီတကာဆိုတဲ့ဟာတွေကတော်တော်လေးဟိုအဖြေမရှိဘူးပေါ့ပြိုင်ဘက်တိုင်းမှာလေဟိုကွင်းလယ်မှာချုပ်ပြီးတော့ကစားပြီးတော့ ဘယ်နေရာလွတ်သွားပြီလွတ်သွားနေအောင်တန်ပြီးပို့သူတို့ကဟိုဘောလုံးပို့ပတ်စင်နေအဓိကတော့ပတ်စင်ပါပဲအဲ့ဒီဘောလုံးပေးတဲ့ပတ်စင်ပတ်စင် move ရွေးမယ်ပေးမယ်ရွေးမယ်ရွေးမယ်အဲ့လိုရွေးနေတာကိုပြန်မြက်ကတစ်ချိန်လုံးလိုက်တိုင်းတိုင်းနဲ့ speed တွေကတောင်ပံနေမှာလဲရှိအလေထဲမှာလဲရောက်အဲ့လိုချုံချုံချာချာလာတော့ movement ပြီးတော့မရတော့ဘူးဘလို့ကဘာလို့မရတော့အဲ့အဲ့တခစ်ကတော့ရှိခဲ့တယ်ပြီးတော့ဂွာဒီယိုလာကိုပြန်ချုပ်ရအဲ့လိုအမြဲတမ်းစဉ်းစားနေနီးပြအဲ့တခုတည်းမှာပိတ်မိမနေဘူး ဘာစီလိုနာနဲ့အဲ့လိုအောင်မြင်မှုတွေရလို့ဘာစီလိုနာမှာနှစ်တည်းအကြိုက်ကြီးနေလားဆိုမနေဘူးပြန်ထွက်သွားတယ်။သူလှုပ်ဆက်လှုပ်เสียရမရှိတော့ဘူးပြီးသွားပြီဘာစီလိုနာမှာသူချန်ပီယံလိလေးရခဲ့ပြီးပြီးလာလီဂါလေးယူပြီးလွတ်ပြတ်တယ်အားလုံးပြီးသွားပြီ။အဲ့ဘာစီလိုနာမနေဘဲထွက်သွားတယ်ဘိုင်မြူနစ်ကိုသွားကင်တယ်ဘိုင်မြူနစ်မှာလည်းသူလှုပ်เสียရရှိရလှုပ်တယ်ချန်ပီယံလိဖလားတော့မရသွားဘူးပေါ့လေအဲ့မှာဝေဖန်မှုတွေလာတာပေါ့လေဒါရီတော့ရှိတယ်။အဲ့တော့အခုခုနမေးတဲ့မေးခွန်းကိုလွယ်လွယ်နဲ့ပြန်ချုပ်ရအောင်ကျွန်တော်တို့ပြောရအောင်။ကျန်တဲ့နီးပြားတွေဘာလို့မအောင်မြင်တဲ့ဟာကိုဂွာဒီယိုလာအောင်မြင်နေလဲဆိုရှင်းတာသူများတွေကသူတို့တလန်း one way ဟိုမော်ရင်ဟိုတို့အာဆီဝင်းကဘသူပဲဖြစ်ဖြစ်ကျွန်တော်နီးပြရတော့မယ်မြာကိုယ့်ရဲ့ယုံကြည်ရပဲသူတို့ဘာကိုယုံကြည်ပြီးတော့ဘာကိုလုပ်လဲအဲ့ဒီဝေးတိုင်းပဲဆက်သွားနေတာဟုတ်ဟုတ်ဂွာဒီယိုလာကကျတော့ဒီဝေးတစ်ခုသူယုံကြည်ပြီးတော့သူလုပ်တဲ့ဝေးပဲ ၃၄၅နှစ်နေအဲ့ဝေးကိုသူသူကိုယ်တိုင်ရက်ပြီးတော့နောက်တဝေးပြန်လျှောက်တာပူကောင်းမဲ့ထင်တဲ့လမ်းကိုအကျဉ်းလမ်းတွေလမ်းတွေသူကိုယ်တိုင်ဖောက်နေတာပေါ့ပြောချင်တာကွာတော်တော်များများနီးပြရတွေကဒီတလမ်းဖောက်ပြီးအဲ့တလမ်းပေါ်မှာအငဲနဲ့ဆက်လျှောက်နေ၁၀နှစ်နှစ်၂၀ပြီးတော့ကျွန်တော်ထင်တဲ့အထင်ကျွန်တော်ပုပ်လိကမှားကောင်းမှားနိုင်တယ်နော်နီးပြတစ်ယောက်က ဒီ professional debate kit လောကမှာ20လောက်ထိဒီနီးပြတယောက်ရဲ့ ideology တွေသူ့ရဲ့အသွေးခေါ်တွေသူ့ရဲ့ဒသနာတွေသူ့ရဲ့အကောင်းဆုံး prime time တွေက20မခံဘူးဒါပေါ့ဒါပေါ့အဲ့လောက်ပဲပေါ့10နှစ်အများဆုံး15နှစ်ပေါ့ဥစ္စာအစိမ်းဝင်းကားဆိုကြည့်လိုက်လေအခုကျွန်တော်တို့ဒီ96မှာရောက်လာပြီးတော့ဒီ2006လောက်နောက်ပိုင်းဆိုရင်သူ့ရဲ့အကောင်းဆုံးချိန်ကြီးကျော်သွားတယ်10နှစ်ကျော်သွားတဲ့နောက်ပိုင်းမှာသူ့အကောင်းဆုံးချိန်ကြီးကျော်သွားပြီ2006နောက်ပိုင်းမှာသူစ struggle ဖြစ်လာအကြောင်းကြောင့်ပါတာပေါ့လေဝင်းသစ်ဆောက်လိုက်တဲ့ချိန်မှာ ငွေမသုံးနိုင်တော့တာလည်းပါတယ်ပံမိုးမှုအားနည်းသွားတယ်လည်းပါတယ်ဒါကြီးလည်းပံမလာအများကြီးရှော့သွားတယ်ဒါပေမဲ့နောက်ကျွန်တော်15နှစ်လောက်ရောက်တဲ့အချိန်မှာအာဆေဝင်းကားနဲ့အာဆနယ်ကလုံးဝ top 4ထဲမှာပဲချန်ပီယံဖြစ်ဖို့ဆိုတာမေ့လိုက်အောင် top 4ဝင်ဖို့ပဲသွားနေရဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဖောင်ဆန်ရောအဲ့ဒီမှာချင်းချက် Premier League တစ်ခုထဲမှာပဲ तू ကတော့အမြဲတမ်း तू က तू ပုံစံနဲ့ तू ကရောက်အောင်လုပ်နိုင်တယ်ဖောင်ဆန်တို့ကတော့တော်တော် ကြည့်ဖို့လည်းကောင်းပါတယ်နောက်တစ်ယောက်လည်းမရှိနိုင်တော့ဗျာအဲ့လိုမျိုးနီးပြမျိုးကလည်းနောက်တစ်ယောက်လည်းထွက်မှလည်းမဟုတ် တော့ဘူးဟုတ်အဲ့တော့ဒါမျိုးကတော့ချွင်းချက်ပေါ့လေကျန်တဲ့တစ်ကြောင်တစ်ပါတာပေါ့လေဒါပေါ့ဒါပေါ့ဒါကတော့ကျွန်တော်တို့ကိစ္စတိုင်းမှာချွင်းချက်လေးတော့ထားပြီးမှလေဒါလည်းအမှန်တိုင်းပြောတော့ Fargi ရဲ့ prime time ကိုကြည့်တော့မှနှစ်30ပါပဲတစ်ဖြက်ဖြက်လိုက်နှစ်30ပေါ့69မှာတကယ်ကိုအသီးပွင့်နေစခံလာတာပထမ6နှစ်လောက်ကသူလည်းရုန်းကန်ခဲ့ရပါဘူး2000 6 30 17လောက်မှာသူ prime time อ่ะအမြင့်ဆုံးပါเนาะအဲ့ခုန Champions League နှစ်ကြိမ်ရောက်တဲ့ချိန်တာဒါ prime time ပဲတစ်နှစ်ချားလောက်ရောက်နေတာဒီ2013ရခဲ့တယ်ဆိုတော့သူ့ရဲ့အတွေ့အကြုံနဲ့ကြားကန်ပြီးရသွားတာကွာအဲ့ခိအဲ့ကလာလဲအမှန်တိုင်းပြောရင်ဟိုပြောချင်တာဒီလောက်ထိလဲတချို့ပြိုင်ဘက်တွေอ่ะအဲ့လောက်အများမရှိဘူးရောခဲ့ကြပြိုင်ဘက်တွေသူလုံးဝအနေဆုံးချိန်တော့သူဖလားယူပြလို့ရသေးတယ်ဆိုတော့အနေထားမျိုးပြသွားတာ prime time ကတော့ချင်းကြီးပြောတယ်လို့ပါเนาะနီးပြားတရားကနှစ်20လောက်ကတော့သူတို့ရဲ့ကာလာအောင်မြင်မှုတွေယူခဲ့ကြတာများတယ်ပေါ့အဲ့ကာလာအတွင်းလောက်ထိอ่ะဟုတ်ပါ မော်ရီနိုဆိုရင်2003-04မှာထားပါပေါ်တိုနဲ့ချန်ပီယံလိဂ်တွေယူရယ်ယူယူရိုပါရင်းနှောင်းကတော့ဒါ UEFA ကပ်ပေါ့ဗျာဒါတွေယူပြီးတော့2003-04လောက်ကနေအောင်မြင်ခဲ့တာသူဒီဘက်မှာဟုတ်2014 2024 25မှာကုန်သွားပြီတေချာလာတော့အခုအချိန်ကတော့ဝန်ကကုန်သွားတဲ့အချိန်အစင်းပဲနော်အစင်းပဲနော်အဲ့တော့ကျွန်တော်တို့ကဟိုတွင်းနဲ့လက်ရှိအချိန်မှာကျွန်တော်တို့ကဘယ်နီးပြားတွေကိုပို့ပြီးတော့ဟို ကြည့်ရမှာလဲဆိုတာလေးကိုအတွေးမိရပါဘောကျွန်တော်တို့ဒီဒီဘက်ခင်မှာဘယ်လိုနီးပြမျိုးရမလဲပေါ့ထပ်ပြီးတော့လေကျွန်တော်နီးပြကောင်းနေပေါ့လေဆိုတော့ရှိမနေဘူးလားဆိုတော့ရှိနေတယ်ဒါပေမဲ့ဟိုပြီးခဲ့တဲ့ခေတ်ကာလနေနဲ့အချိန်နေနဲ့ကွာတာကအတင်းတင်းမှနီးပြတရကအကြာကြီးရှိရှိနေကြတာပေါ့နော်ရှိနေကြတော့ဆိုတော့ဟိုဟိုအတင်းကြီးတွေပဲကြည့်နီးပြတရဒါ Honest Law ဆိုတစ်နှစ်ပဲရှိရှိသေးတယ်ပေါ့လေဒါ Jogging Clause ဆိုတာ နည်းနည်းကြာလိုက်သေးတယ်ပေါ့နော်ရှင်းနေကြာလိုက်9နှစ်လောက်ကြာ9နှစ်လောက်ကြာသွားဆိုတော့အဲ့လောက်ဆိုရင်ကျွန်တော်တို့ကြည့်ရတဲ့တစ်ဖြက်လေးကနီးပြားနဲ့အသေးနဲ့တွဲတွဲမြင်ရတွဲလို့ရဟုတ်ဆိုတော့အဲ့အခုဂျိုင်ကင်လောက်ကလည်းဒါလောလောဆယ်ပါကျွန်တော်တို့မျက်စိတွေကခဏထွက်သွားပြီးထားပါတော့အဲ့တော့လူဟောင်းနဲ့ကဆိုရင်ထားပါတော့ဟိုဂွာရီယူလာတယောက်လောက်ပဲ ကျန်တော့မှာပေါ့နော်ဒီဒီကဒီက major ဟိုပါပေါ့လေပြိုင်ပွဲကြီးတွေမှာအတင်းကြီးတွေနဲ့အတူရှိနေတာတွေကတိတ်လူကောင်းတွေကတိတ်မကျန်တော့ဘူး Accelerio ဆိုတဲ့တန်ငန်းအတင်းတွေရောက်ရောက်သွားကြပြီဆိုတော့အဲ့ဒါ league တွေမှာတော့ရှိပါတယ်ဟုတ်ကဲ့ RDK တို့အခု Barcelona တွေက Hansen Flash တို့ပေါ့နော်ဒါပေမဲ့သူတို့ကလည်း Hansen Flash ဆိုလည်းနှစ်မကြာသေးဘူးပေါ့နော် RDK ကတော့10နှစ်လောက်တော့သူလည်း10နှစ်လောက်တော့သူ့ရဲ့ဟိုဟာ2020 14 15လောက်ကနေစာသူဖလားသုံးလုံးနဲ့အောင်မြင်ခဲ့သူဒီဘက်မှာဆိုရင်10နှစ်လောက်တော့ရှိတော့သူကတော့ဒါသူ့ရဲ့အကောင်းဆုံးအရွယ်မှာရှိသေးတယ်တခြားလိနေနေဆိုရင်တော့တခြားလိနေဆိုတော့ရှိရှိသေးတာပေါ့နော်အဲ့တော့ကျွန်တော်တို့မျက်စိရှိမှအဲ့လိုထင်းထင်းရှားရှားထွက်လာမယ်ပေါ့အဓိကတော့ဟွာပေါ့လေကျွန်တော်တို့ဒီ Premier League ပေါ့လေ Premier League ရဲ့အသင်းကြီးတွေမှာနောက်ကျွန်တော်တို့ဟိုပြည်သက်တွေနဲ့မြန်မာပြည်သက်တွေနဲ့အရင်နှီးဆုံး ဟိုလာလီဂါဆိုရီယယ်ဘာကာလိုအသင်းမျိုးတွေမှာပြီးတော့ဘိုင်ယန်လိုအသင်းမျိုးတွေမှာအီတလီဆိုလို့ရှိရင်အင်တာဂျူဘီ AC လိုအသင်းမျိုးတွေမှာပေါ့လေဆိုတော့ကျွန်တော်တို့ဟိုမျက်စိထဲမှာကျွန်တော်တို့အဲ့နီးပြတွေပို့ပြီးတော့ထဲထဲဝင်မြင်ခဲ့ကြတော့ရရင်ပြီးတော့ဟိုချန်ပီယံတော့ပေါ့လေအဲ့တော့ဟိုကျွန်တော်တို့ထက်ဆက်ပြီးတော့ဆွေးနွေးကြတာလေကုဆိုးတော့ဆိုတော့အားလေးပြောပါအောင်ဒီဘယ်လိုပြောရမလဲအဲ့မော်ရီညိုတို့ခင်တဲ့ဒီဘက် အဲဒီဟိုတော့ Guardiola ရဲ့ channel နောက်ပေါက်လာခဲ့တဲ့နီးပြားတွေပေါ့လေထားပါတော့ကျွန်တော်တို့တုတ်ပြီးတုတ်ထွက်လာတယ်ကျွန်တော်တို့ကစားသမားအနေနဲ့ကြည့်ခဲ့ရတဲ့လူတွေကနီးပြားဖြစ်လာတဲ့အချိန်ပေါ့လေဆိုတော့အဲ့ဒီအချိန်တွေကနေအဲ့ကစားသမားတွေရဲ့နီးပြားတွေကနေကျွန်တော်ဘလူဘလူလက်ရှိမှာကျွန်တော်တို့အမြင့်ဆုံးမြင်နေရလဲလူတွေကဖြတ်ပြီးတော့ဖြစ်နိုင်ကြီးရှိလဲဘလူကအားကောင်းဆုံးဖြစ်နေလဲပေါ့နောက်တစ်ခုကဟိုဟာလေးလက်ထည့်ပြီးတော့ပြောစီချင်တာပေါ့လေကျွန်တော်မိကောင်ကနည်းနည်းလေးရှုပ်ရှုပ်ထွေးအောင်ရှုပ်ထွေးနေဟို company တို့ပေါ့လေဒါဘာမှနီးပြတ်တို့ဖြစ်နေတယ်ပေါ့ဆိုအဲ့အိဟာလေးတွေပေါ့မှာအခုကိုဆိုရင်ဆိုအမြင်ကဘယ်လိုရှိလဲပေါ့ခုနောက်ပေါက်နီးပြတ်ရေးထဲမှာဟိုပေါ့နော်အောင်မြင်မှုရဖို့မီးဆက်တယ်အောင်မြင်မှုလည်းယူခဲ့တာဆိုရင်လက်ရှိ real နီးပြတ်ဇာဗီအလွန်ဆိုတို့ရှိမယ်ပေါ့နော်ပြီးရင်ဒါဘာစီလိုနာကစားသမားဟောင်းဇာဗီတို့ရှိမယ်ဒီကစားသမားလောလောဆယ်တော့ဇာဗီကတော့လောလောဆယ်သူကအသင်းလက်မဲ့ပုံစံမျိုးရှိတယ်ပေါ့သူ့ကိုလည်းအသင်းကြီးတချို့ကလိုက်နေတယ်ဆိုသူတို့ကတော့ခဏပါတဲ့ဒီတီဂီတာကာရဲ့ဒီ ideology နဲ့လည်းနှွယ်တယ်ဘာစီလိုနာနဲ့လည်းနှွယ်တယ် ဂွာဒီယိုလာလည်းနှွဲ့တယ်ဆိုဘလုံးနဲ့ပတ်သက်ရင်ဒီစပိန်ကစားသမားတွေရဲ့အတွေးခေါ်တွေကပို့ပြီးတော့ဗျာတခြားဟုတ်ဟုတ်နီးပြတယ်တဲ့ပို့ပြီးအတွေးခေါ်ပိုင်းလည်းပို့မြင့်နေတယ်ဘလုံးရေကန်မြေကန်လည်းပို့ကောင်းတယ်လို့ကျွန်တော်ခန်းစားတယ်ကျွန်တော်တို့ရဲ့ဒီဘလုံးကြည့်ခဲ့တဲ့တတန်းတဲ့ချက်မှာသူတို့ရဲ့ကြီးစိုးသွားမှုကြီးอ่ะကွာဖလားတကယ်မေဂျာတိုးနမတ်ပြိုင်ပွဲ၃ခုကြီးဇက်တိုက်ယူပြသွားတယ်ဆို2008ယူရို2010ကမ္ဘာဖလား2012ယူရိုယူပြသွားတယ်အဲ့ကာလမှာအဲ့ကစားသမားတွေပေါ့နော်အဲ့ကစားသမားတွေအခုနီးပြတယ်ပြန်ဖြစ်နေတယ်သူတို့ကဒီအချိန်မှာလည်း အသင်းကိုနောက်ထပ်မိုဒီဟိုဘာလဲ innovative ဖြစ်လာမဲ့ Guardiola တော့အလွန်ပါပါနော်ဒီဥရောပဘောလုံးလောကမှာနေရာတနေရာရလာမဲ့နီးပြားကြီးလို့ကျွန်တော်တို့ယူထားတယ် company တို့လည်းဖြစ်လာနိုင်ခြင်းရှိရဆိုမဲ့ company တို့ကတက်တည်ပြဖို့တော့လိုပါသေးတယ်။ဘာလို့ Bundesliga မှာကျတော့ပြိုင်ဘက်အများကြီးမရှိဘူး။ပြိုင်ဘက်အများကြီးမရှိဆိုတော့သူမမဟုတ်ရင်လည်းယူမဲ့နီးပြလည်းမရှိဘူး။ဒါအလွန်ဆိုတို့ယူပြခဲ့တယ်ဆိုတာကြတော့သူကအောက်ကနေပြီးတော့ Liverpool ဆင်လွန်သင်းရနေဘိုင်ယန်ကို လှန်ခုတ်ပြီးတော့ယူပြခဲ့တာပိုကျွတ်တယ်ဗျအဲ့တော့နောက်ထပ်ဖြစ်လာနိုင်ခြေရှိတဲ့ဒီနည်းပြရတဲ့မှာဒါတို့ကတော့အောင်မြင်မှုတွေယူပြပြီးသွားပြီဒီ company ယူပြပြီးသွားပြီးဈာပြီးလွန်ပြယူပြပြီးသွားပြီးအလွန်ဆိုယူပြပြီးသွားပြီးအဲ့နောက်မှာဆိုစပိန်နေထဲမှာနောက်ထပ်အကြီးသွေးမနှိမ့်တဲ့နည်းပြရတယ်ဗျနော်အဲ့ထဲမှာအာတီတာကိုလည်းကျွန်တော်ထည့်ထားတယ်အာတီတာကခုနပြောတဲ့တက်တီပြစရာကြံ့နေတယ်ဒါတကယ်လို့ဒါအဲ့ဖလားတစ်လုံးယူပြလိုက်ပြီးဆိုခုနနည်းပြနေနေသူကပိုသွားသွားဝယ်ရှိတာကျွတ်ကျွတ်သွားနိုင်တယ်သူတို့ထပ်မနှိမ့်ဘူးအဲ့လိုမျိုးရှိတယ်ပြီးတော့နောက်ထပ် ဒါ Fabricas တို့ရှိသေးတယ်နော်နောက်တဲ့အဲ့ Fabricas တို့လိုနီးပြမျိုးတွေတစ်ချိန်ချိန်မှာဒါအသင်းကြီးတွေမှာနီးပြဖြစ်လာနိုင်တယ်ပြီးရင် ER တို့လာတို့လိုခုဘုံပေါက်နီးပြဆိုရင်ဒါဘုံပေါက်လိုအသင်းရနေပြီးတော့အလဲလက်ဆင်းကိုရောက်လာတယ်။အလဲလက်ဆင်းကနေနောက်ထပ်အသင်းကြီးတစ်သင်းကတော်ကောက်ပြီးတော့အသင်းကြီးတစ်သင်းမှာဒါနီးပြဖြစ်လာဖို့များတယ်။ပြီးတော့လက်ရှိဒါ Newcastle နီးပြအဒီဟောင်းတို့လိုနီးပြတယ်ပေါ့နော်။ဟိုတက်တည်ပြထားပြီးသားလူငယ်နီးပြတယ်ပေါ့။အောင်မြင်မှုယူဖို့တော့မဟုတ်ဘူး။အသင်းတစ်သင်းကိုတည်တည်ချာချာတည်ဆောက်ပြီးသူတို့ရဲ့ system နဲ့သူတို့ရဲ့ ideology နဲ့လုတ်ပြထားတဲ့နီးပြတွေ ါတွေက45ဒန်းလောက်ရှိတဲ့လူငယ်နီးပါပေါ့အခုပြောနေတာအခုဟိုဘယ်လိုခေါ်မလဲဂွာဒီယိုလာအလွန်မှာနောက်ထပ်ဘောမဘောကမှာထွက်လာနေတယ်ဆိုတော့ဒီနီးပါတွေတော့ကျွန်တော် တော့ကျွန်တော်တော့ယူဆရတယ်ပေါ့နော်အဲ့တော့ဘယ်သူတွေကဒီထဲမှာမှထိတ်တန်းအဆင့်မှာနှစ်ကြာကြီးရက်တီသွားမလဲဆိုတာတော့လွယ်တော့လည်းမလွယ်လာဘူးဗျနှစ်20လောက်ဒီကိုယ့်ရဲ့ prime time တခုကိုဆွဲဆန့်ပြီးတော့အောင်မြင်မှုတွေယူပြဖို့ဆိုတာအခုဆိုပို့တော့မလွယ်တော့ဘူးတော့တိုင်ဘက်တရားလည်းပို့ပြီးတော့ဟိုတိုင်ဘက်တရားလည်းပို့ကုန်လာတယ်တိုင်ဘက်တရားလည်းငွေဖို့တုံးလာတယ်အသင်းတိုင်းကလည်း အသင်းကြီးတွေကိုကောင်းကောင်းစိန်ခေါ်လာနိုင်တဲ့အနေအထားဆိုအရင်လိုကြီးအောင်မြင်မှုကိုဒီဇိုင်းမမတ်ကြီးစိုက်ထူထားဖို့ဆိုတာဒီဘက်နောက်ပိုင်းခေတ်ရောက်လေခုခက်ခဲလေလို့ကျွန်တော်ထင်တယ်ဟုတ်ဟုတ်အကောင်းပါလေခုဆိုရင်တော့ပြောလိုက်တဲ့အချိန်မှာကျွန်တော်မိကုန်းနဲ့ကျွန်တော်လမ်းစာပြောနေမှာနည်းနည်း focus ပြန်ဖြစ်လာတာကဒီ Spain လူငယ်နီးပြားတွေကလက်ရှိမှာလဲရှည်တန်းရှည်နှတော်တော်ရောက်ရောက်မှာရှိနေတယ်အဲသူတို့ပဲဒီနီးပြားလောကမှာ အောင်မြင်တဲ့တနေရာကြီးစိုးသွားနိုင်မှုတော့ရှိတယ်ဒါပေမဲ့အဲဒီဒီလက်ရှိ modern ဘောလုံးလောကရဲ့တောင်းဆိုမှုရတော့ကာလာရှိကြီးသွားဖို့နဲ့ဒါတွေကသူတို့အတွက်စိန်ခေါ်မှုတွေကြီးကြီးမားမားဖြစ်နိုင်တယ်ပေါ့လေနော်ဆိုတော့ပြောခဲ့တဲ့ Spain ကြီးရဲ့ဆိုအလွန်ဆိုတို့ Fabregas တို့အခု editor တို့ရှိမယ်အများကြီးပေါ့ဒါဒါဟိုနောက်ဘလုံးလောက်ကမှဥဆောင်တဲ့နီးပြားတွေဖြစ်လာနိုင်တယ်ပေါ့နော်။ဒါလေးကတော့ဟိုတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်။ဒါပေမဲ့လည်းဟိုချိုးရင်ဓာတ်လေးတစ်ခုပေါ့။ကိုစွန်းတော်ပြောရတဲ့မှာလည်းပါပါတယ်။ ီသူတို့တွေအတွက်အချိန်အများကြီးမရကြဘူးပေါ့လေဆိုတော့ဒါပါလို့ကျွန်တော်ဟိုအနည်းဆုံးကြည့်ရင်ဒါဟိုနိုင်ငံတွေလည်းဆိုင်ပါပါနိုင်ငံတွေဆိုတော့ဟိုလေဟိုအင်္ဂလန်နဲ့စပိန်တွေလည်းဆိုင်ပါပါအင်္ဂလန်ဆိုလို့ရှိရင်လမ်ဘတ်တို့ဂျရက်တို့ဆိုပြီးတော့ဟိုချက်စီတို့အသင်းမျိုးတော့ဒီလူတွေရောက်ခဲ့ကြသေးတယ်တဲ့ကျွန်တော်လမ်ဘတ်တို့ဆိုရင်ဒါပေမဲ့ဟိုအခုနီးပြမဟုတ်သူတို့နီးပြလုတ်ခဲ့ဘူးသလားတော့မင်းမင်းရောဖြစ်ရတယ်ပေါ့လေဆိုတော့ကျွန်တော်တို့အားလုံးရဲ့မျက်နှာစာမှာ ရှိရှိမနေတော့ပလေးယာမှာဘလောက်ပဲအောင်မြင်ခဲ့အောင်မြင်ခဲ့နီးပြဘဝနဲ့ကြာလဲမတူပြဘူးเนาะလမ်ပတ်ဆိုလဲကျွန်တော်တို့ဟိုလမ်ပတ်ရဲ့အကောင်းဆုံးကာလတွေမှာဖတ်ဖူးတာဗောနော်ကြာဖူးတာလမ်ပတ်ကဘလောက်ထိအန်ဂျူမြင့်နေလဲဆိုတော့သူများတက်ပို့ပြီးအန်ဂျူမြင့်နေတာပြီးတော့လမ်ပတ်ဆိုရင်တကယ်ဟိုအသင်းတသင်းရဲ့ role model လမ်ပတ်တို့ဂျရက်ဆိုလဲအသင်းမှာဘလောက်ထိစိတ်ပိုင်းဆိုင်ရာအရလှုပ်ဆော်နိုင်လဲအသင်းတသင်းကိုဘလောက်ဦးဆောင်နိုင်လဲဘလောက်ထိဒီဇာလမကောင်းပီတာလဲဆိုတာကြီးပြသနိုင်ပေမဲ့နီးပြဘဝမှာကြာတော့သူတို့ထင်တယ်လောက်မချောမွေဘူးဗောနော်အဲ့မှာတော့ ဘာတွေကွာသွားလဲဆိုအင်္ဂလိပ်နီးပါးတော်တော်များများအောင်မြင်မှုရဖို့တော်တော်ပိုယုံကန်ရလဲကျွန်တော်ထင်တယ်အင်္ဂလိပ်တွေကတခြားတခြားနိုင်ငံကနီးပါးတွေထက်ဆိုင်သူတို့ဘဝမှာပေါ့နော်ဟိုလိတစ်ခုမှာအသင်းတစ်ခုမှာအရင်ကြီးတောင်တောင်မီလုတ်ပြနေတဲ့နီးပါးမျိုးရှားတယ်ပေါ့နော်ဖြစ်လာတဲ့နီးပါးတွေကလည်းကစားသမားဘဝမှာသူတို့လိုအောင်မြင်ခဲ့တဲ့သူတွေမဟုတ်တဲ့နီးပါးမျိုးတွေကဖြစ်လာအဲ့ဒီဟောင်းလို့ဆိုရင်ဒါတော်တော်လေးဒါအင်္ဂလိပ်တွေထဲမှာတော်တော်လေးအစွမ်းထက်တဲ့လူငယ်နီးပါးဆိုဒါမျိုးတွေဆိုအင်္ဂလိပ်တွေထဲမှာကျွန်တော်တို့တစ်ခေတ်မှာတကယ်ကောင်းလာပါတယ်ဆိုတော့ကစားသမားတွေက နီးပြဘဝမှာတိတ်ပြီးတော့ဖြစ်ဖြစ်မြောင်မြောင်ဖြစ်လာကြအောင်เนาะဟုတ်သူတို့တွေကဟိုဟာပေါ့လေဒီဟိုဒီလိုရုပ်တဲ့တုံးတဲ့တွေလောက်ကြတာဟိုဘက်ကဟိုအာတီတာတို့အလုံးစိုးတို့ဒီဘက်ကဒီဂရိနေဘီတို့ပိုင်းတယ်တော့တိုင်းပြီးတော့ဟိုပြောနေကြတာကိုယ်လိုဖြစ်သွားတယ်ပေါ့လေအဲ့တော့ဟိုကိုစိုးစိုးပြောလို့ပါပဲအင်္ဂလန်တွေကဟိုပလေယာမှာအောင်မြင်တဲ့လူတီများတဲ့လူတွေကနီးပြလမ်းကိုတော့အောင်မြင်မရှောင်နိုင်ခဲ့ကြတာများတယ်ပေါ့နော်အဲ့တော့ကိုစင်ကြီးကဖြစ်ပြောပါဦး ဘာလေးတွေမြင်နေတယ်အခုရှိပြောနေတဲ့အထက်မှာဘာလေးထပ်ပေါ်လာလဲပလေးနီးပြားနဲ့ပတ်သက်ပြီးတော့ကစားသမားနဲ့ချိန်ပြီးပြောရရင်တော့ဒီမှာမော်လင်ဟိုတို့ခစ်တယ်ရဖောင်ဆန်တို့ခစ်တယ်ရအာဆဝင်းကတို့ကြည်မလားအောင်မြင်လာလေဒီဒေတိတ်ကြီးနီးပြားကြီးကြည်လာရင်ကျွန်တော်တို့ကစားမဘွားမှာ profile မြင့်နေကစားမနေမဟုတ်နီးပြားခေါင်းဖြစ်လာတဲ့သူတွေဒါဟုတ်ချိုးဖြတ်နိုင်ခဲ့တဲ့လူလည်းရှိပါတယ်မရှိဘူးမဟုတ်ဒက်ချန်တို့ရော့ကက်ယူခဲ့တဲ့လူတွေဇီဒန်တို့ချန်ပီယံလိသုံးချက်ဂွာဒီယိုလာဒါဘိုင်းဖြစ်တော့ပလေးတွေမှာကစားတယ် ဆိုလိုချင်တာရှိတယ်အဲ့လိုချိုးဖြတ်ခဲ့တဲ့လူလည်းတစားတစားထွက်လာတာမျိုးလည်းရှိတယ်ဥစားဗီတို့လိုပေါ့လေဒါပေမဲ့ရှေ့မှာကျွန်တော်တို့တော်တော်များများမြင်ခဲ့ရဘူးတာကကစားမဘွားမှာအရန်ပုံရိပ်များဥမာအလန်ရှီယာတို့ဂရီလန်နီကာတို့ကျွန်တော် မြင်ခဲ့တယ်ဗျာရိုနယ်ဒိုကြီးတို့အများကြီးပဲရှိတယ်ကျွန်တော်ရှေ့မှာရိုမာရီယိုတို့မာလာဒိုနာတို့အဲ့လိုကစားမဘွားမှာပုံရိပ်အရန်ကြီးတဲ့ကစားမတွေအရန်ရှမ်းရှမ်းတောက်ခဲ့တဲ့တူးချင်းရကစားမဘွားမှာအောင်မြင်ခဲ့တသက်ပြရခဲ့တဲ့ကစားမတွေကကိုမီးပြဖြစ်လာတဲ့အချိန်မှာတော့တူးတူးရဲ့တူးချင်းရသူစွမ်းဆောင်ရင်ကောင်းပေမဲ့သူ တသင်းလုံးကို manage လုပ်ဖို့ ideology တခုကိုထုတ်ဖို့ကြတော့တို့အဲ့လောက်ထိမစင်းစားခဲ့ကြတယ်။တို့ကတို့ကစားမဘုရားဘလို့အောင်မြင်အောင်လုပ်မလဲတို့ပွဲတိုင်းမှာတို့ဘလို့ အဆင်ပြေမလဲဒါကိုပဲဖြစ်တာအဲ့တော့ကစားမဘုရားမှာ profile အရင်မမြင်ဘူး top level တချို့ဆိုရင် Morio ဆိုရင်အရင်ကြီးဒီ professional တောင်အရင်ကြီးမဖြစ်ခဲ့ဘူးဗောနော်အဲ့တော့ကစားမဘုရားဆော့စီပဲအဆုံးတက်သွားတယ်အဲ့လိုလူမျိုးတွေကနီးပြတ်ဖြစ်လာအဆင်ဝင်ကတော့ဆိုလေအသက်20ဝန်းကျင်30မရောက်သေးဘူးသူနီးပြတ် license ရပြီးတော့ဆော့စီနီးပြတ်ဖြစ်လာအဲ့လိုလူမျိုးတွေအောင်မြင်လာအခု Germany မှာရှိတယ်ဗျာ Nagelsmann တို့အဲအဲ့လိုမျိုးလေးတွေဗောလူငယ်နီးပြတ်လေးတွေအဲ့လိုမျိုးတွေ Adidas ဆိုရင် Arsenal ကိုကင်တာ38လောက်ပဲရှိအောင်မယ်ဆိုလိုချင်တာ နီးပြကစားမဘွားမှာအရန်ကြီးလှုပ်ပြီးတော့မှကစားထဲထဲဝင်နေအရန်ကြီးဖြတ်တန်းပြီးတော့မှနီးပြဘွားဘက်ကိုပြောင်းလာအချိန်အရန်ကြာသွားပြီးတော့သူနီးပြဘွားဘက်မှာသူ့ကိုနောက်ကြာတယ်ဗောနောက်ကြာအဲ့လိုမျိုးသူနီးပြတယ်အဲ့တော့ဇာမဘွားမှာမအောင်မြင်ခဲ့တဲ့သူတွေကပို့ပြီးနီးပြဘွားမှာပို့ပြီးတော့ရှေ့တာသွားတယ်ပြီးတော့သူတို့မှမတူညီ क्वे ပြရတယ်သူတို့ကိုပိုင် thinking လေးတွေပို့ပြီးပါလာတယ်ပြီးတော့အထူးသဖြင့်ပြီးတော့နောက်တစ်ခုကျွန်တော်မြင်တာကကွင်းလေကလူတွေကနီးပြလို့ရင်ပိုကောင်းတတ်တယ်ဘာလို့ဆိုငကိုတွေကကွင်းလေဆိုတာဘောလုံးပွဲတစ်ကွင်းမှာကျွန်တော်ချလိုက်ရင်နောက်သူ့နောက်မှာ ခံစစ်ရှိမယ်သူရှေ့မှာတိုက်စစ်ရှိမယ်တသေးလို့ကသူကအလဲအနေပြီးတော့ခြုံကြည့်ပြီးတော့ overall ခြုံကြည့်ပြီးတော့သူ့အသင်းကသူ manage လုပ်နေတာအဲ့မှာတွေကသူတို့က ကျန်တဲ့ကစားသမားတွေကတောင်ပန်းတောင်ပန်းအလုပ်လုပ်နေတယ်တိုက်စစ်ကတိုက်စစ်အလုပ်လုပ်နေဂိုးသွင်းဖို့သူနေရာယူနေတယ်ခန်းစစ်ကလည်းကျွန်လိုက်ငါဘယ်လိုဖြတ်ရမလဲဆိုကြည့်နေတယ်ဂိုးသမားကလည်း तू ထွက်လာမဲ့ဟာတွေကိုခြောက်ဆောက်နေကွင်းလေလူရဲ့သင်စဉ်းစားဖို့စဉ်းစားနေရကြောင့်နီးပြားတယောက်နဲ့သွားပြီးနီးအလီသွားတူနေတယ်တသိန်းလုံးကဘယ်သူကိုငါဘာလုပ်ပေးရမလဲဘယ်အချိန်မှာဘာလုပ်ရမလဲဆိုတော့အဲ့ဒါတွေကိုကစားမဘွားမာတွေကလှုပ်လာတဲ့သူတွေဖြစ်တဲ့ကြောင့်တကယ်နီးပြားဘွားကလည်းပြောင်းရောသူတို့ကသူတို့တို့ကအယမ်းမခတ်ခဲနေတော့အဲ့တော့ဒါကျွန်တော်တို့ အလွန်ဆိုကြည့်မလားအာတီတာကိုကြည့်မလားဒက်ချန်ကိုကြည့်မလားဇီဒန်ကိုကြည့်မလားအများကြီးပါပဲဂွာဒီယိုလာအန်ရီဂေအကုန်လုံးဒီကွင်းလေကနေလာတဲ့နီးပြတယ်ရှိပါတယ်ကျွန်တော်တို့ကွင်းလေမဟုတ်တဲ့နီးပြတယ်အောင်မြင်တာလည်းရှိတော့ရှိလိမ့်တယ်ရေပုံအားဖြင့်တော့ဒါကတော့ပုံမှန်ကျွန်တော်တို့ဒါအမြင်လေးပေါ့လေဒါက100%မှန်မယ်အမှန်မဟုတ်ဘူးဗျာဒါကိုမြင်တဲ့အမြင်လေးပဲပြီးတော့အခုတို့ခုနပြောနေတဲ့အင်္ဂလန်သားတွေကတော့ဒီမှာတော့ကျွန်တော်တော့ဘုံမလေးလေး personal area ဆိုတော့မကြိုက်ဘူးသူတို့နီးပြအင်္ဂလိပ်အယူဆွဲနေတဲ့ကစားဟန်တွေသူတို့ရဲ့ပင်ကိုဗီဇမာကိုက ဖောက်ထွင်းပြီးတော့တခုခုအဲ့လိုစမ်းသစ်မှုတွေမလုပ်ခဲ့တာတွေလည်းပါတယ်ပေါ့နော်အင်္ဂလန်အသင်းကစားသမားတော်တော်များများကစားမဘွားမှာ IU ကောင်းလိမ့်မယ်ဒါပေမဲ့စမ်းသစ်တီထွင်မှုဘာမှမရှိဘူးသူတို့ဒီပုံစံနဲ့ပဲဒီပုံစံဒီကစားကွက်ဒီလိုပုံစံနဲ့ပဲသွားနေတာအဲ့အဲ့တခုတည်းနဲ့တစ်ချက်ကောင်းလေးနောက်ထပ်သတိထားမိရလေးတခုပေါ့နော်ဒီအင်္ဂလိပ်ဒီအဒီကိုရှန်းရှန်းတောက်အောင်မြင်ခဲ့တဲ့ရွှေရောင်ကာလမှာတော့မှာအင်္ဂလိပ်ဘလုံးသမားတွေကတခြားဥရောပလိတွေထွက်ကစားရှားတယ်ဗျအရင်တော့အားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ ဒါ Real Madrid ကိုထွက်ကစားတော့ Owen တို့ Woodgate တို့ဘာတော့ Matt Manaman တို့ဘာတော့ရှိရဆိုပေမဲ့ Backhand တို့ပေါ့နော်ရှိရတယ်ပေါ့တခြား league ကကစားသမားတွေကြတော့အဲ့လိုလီပေါင်းစုံကျင့်လည်နေတော့သူတို့မှာလည်းဗျသူသွားတဲ့ league ကမှမတူညီတဲ့ကျွန်တော်ဒါရည်ရွယ်မှုတွေမတူညီတဲ့ဆက်ဆံရေးတွေမတူညီတဲ့ဘာသာစကားတွေမတူညီတဲ့ဒီလူတွေနဲ့ဆက်ဆံရတော့ပို့ပြီးတော့လည်း တမားထန်နည်းနည်းလေးပို့ပြီးတော့ဗျာဒီဒီဘိုင်းလေးလဲတာလဲလို့ကျွန်တော်ထင်တယ်အင်္ဂလိပ်ကရှားပါတယ်ကျွန်တော်တို့ကြည့်ခဲ့တဲ့လောက်ဆိုရင်အဲ့လောက်ပဲရှိတယ်ဒီဘက်ခက်မှာလည်းအင်္ဂလိပ်တွေအပြင်ထွက်ပြီးကစားတာနည်းတယ်ပေါ့နော်အဲ့တော့အဲ့ဒါအနေနဲ့လည်းအခုလိုနီးပြဘဝတွေမှာပတ်သက်နေမလားပေါ့နော်ဒါတော့ဆက်ဆက်ပြီးတွေးမိတဲ့အရာလေးပေါ့စပိန်တွေကပဲဥဆောင်နေမယ်ထင်ပါတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ပြန်ချုပ်ပါရင်တော့ဒီစပိန်တွေရဲ့ဘောလုံး ideology ကလက်ရှိအနာဂတ်ဘောလုံးမှာတော့သူတို့ ਨੇ ရရင်တော့များများဥဆောင်မှုတွေမှာသူတို့တော်တော်များများဆက်သွားနိုင်တယ်လို့ယူဆရတယ် လက်ရှိချိန်မှာလည်းကျွန်တော်တို့ဒါကိုတွေ့နေရတယ်အဲလက်ခံလိုင်းနောက်တဲ့ပုံစံမျိုးမှာလည်းရှိရယ်သူတို့တက်တယ်လည်းအားလုံးကပြပြထားနိုင်ကြတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါကျွန်တော်တို့ဟိုဘလုံးမှာကျွန်တော်တို့ပွဲကောင်းတွေဆက်ကြည့်နေရဘူးကဘလုံးသမားတွေတွေမဟုတ်ဘူးနီးပြားတွေရဲ့ကျွန်တော်တို့ကိုလွှမ်းမိုးမှုနဲ့ဆွဲဆောင်မှုကလည်းကျွန်တော်တို့ပါတယ်ပေါ့လေဘလုံးမော်ရီညိုနောက်ထပ်ဂွာဒီယိုလာလိုမျိုးနီးပြားတွေကျွန်တော်မြင်ချင်တာပေါ့ဒါကစ်တက်ကစ်ကိုဥဆောင်မဲ့ နီးရရင်တွေ့ကျင်တာပေါ့နော်ကျွန်တော်တို့ဒီဘောလုံးကိုတကယ်တည်းကစပြီးတော့ဟိုအကျွမ်းနဝင်ဖြစ်ခဲ့ပြီးတော့စိတ်ဝင်စားလာတာတွေကအဲ့နီးပြတွေကစားသမားတွေကစားသမားတွေပြီးနီးပြတွေရဲ့လွှမ်းမိုးမှုတွေကလည်းကျွန်တော်တို့ပါခဲ့တယ်ပေါ့နော်သူတို့နီးပြတွေရဲ့ဟုတ်တာမဟုတ်တာမသိ channel ထဲမှာသူတို့ပြောတဲ့စကားလုံးတွေအဲသူတို့အကွင်ထဲမှာလှုပ်တဲ့ဟာတွေဓာတ်တွေလည်းကျွန်တော်တို့ကနီးပြတွေကကျွန်တော်တို့ကကြိုက်ခဲ့တဲ့သူတွေဆိုတော့အခုဘဒုဒီဘက်နောက်တစ်ခေတ်မှာဘလို့နီးပြတွေကို သဘောကျပြီးတော့အားပေးရမလဲပေါ့နော်ဒါလေးတွေးကြည့်ရမယ်အခုနီးပြရကိုယ်တွေတော့ငဲနေပါပြီအများကြီးနော်အသက်အသက်အားပြေနော်ဟုတ်ကဲ့အဲအဲ့တော့ကျွန်တော်တို့ဘောလုံးရက်ကွဲအစီအစဉ်ဒီနေ့ကတော့ဒီလက်လုံးဥရောပဘောလုံးလောကရဲ့နီးပြရနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရရှိတဲ့အချိန်လေးတွေမှာ ဟိုခေါင်းစဉ်တစ်ခုကလည်းဟို YouTube ရဲ့ဟိုပေါ်လာတော့ဆွေးနွေးရတဲ့တချို့ဟာပြည်စုံခြင်းမှအပြည်စုံပဲတချို့ဟာတွေကလည်းကျွန်တော်ကိုယ်တိုင်မိခွန်းနေမှာကိုကနည်းလေးဟိုသွားကျင်တဲ့နေရာလေးတွေကများတယ်ဟိုမရောက်ဒီမရောက်လေးများနေတဲ့အတွက်ကြောင့် focus မဖြစ်သွားတာလေးပါရင်လည်းတောင်းပန်ပါတယ်ကျွန်တော်အခါခွင့်တင်ရင်ဒီထဲပို့ပြီးပြည်စုံလုံးပြောနိုင်မှုကြိုးစားအောင်ပါခင်ဗျာအဲ့တော့ဒီနေ့မှာလာပြီးဆွေးနွေးပြီးတဲ့ကုဆွေးနွေးတော်ကိုကုချင်းကြီးရောကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ဘောလုံးရဲ့ကွယ်စီတင်မှာပြန်ဆုံညီပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကိုကြည့်ရှုနေကြတဲ့ပရိသတ်များခင်ဗျာကျွန်တော်တို့ရဲ့ဒီနေ့တင်ဆက်မှုကိုဒီမှာရန်နာကျင်ပါတယ်အပတ်စဉ်တိုင်းစနေတနင်္ဂနွေနေ့တွေရဲ့ညနေ9:40မှာကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်ကို Channel K ကနေပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေပြီးတော့ Channel K မြန်မာ YouTube မှာလည်းကျွန်တော်တို့စီစဉ်ကိုစောင့်ကြည့်နိုင်ပါတယ်ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ပရိသတ်တွေအားလုံးတွေကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ